ားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့လာပြီးနေ့လာပြီးညနေမှာအထူးကြိုးအမယ်ဂါရာနဘုတ်မြပေးမှာဖြစ်ပါတယ်အဲ့တော့လာပြီးလာပြီးနေ့ဒီမှာရွတ်လို့ရှင်ပီယာဆန်းနေအလွန်ကောင်းတဲ့ပီယာဆန်းပွင့်စေတဲ့ဂါရာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တောင်းတမိတတ်တဲ့ညီငယ်များအတွက်မြောက်ပေးခြင်းဖြစ်ပါတယ်ဒီဂါရာနဘုတ်ကိုအစီရင်လေးလုပ်ပြီးရွတ်မယ်ဆိုလို့ရှင်ကျွန်တော်တို့ဘယ်နေရာဘယ်ဒေသဘယ်နိုင်ငံဘယ်နေရာကိုပဲရောက်ရောက်လူချင်းလူဝင်တဲ့ရန်ပေါ်များတဲ့ကုညီမဲ့သူလေးဆောင်းမမဲ့သူတွေပေါ်လာလေအထက်လူကြီးတွေအဲ့တော့ကျွန်တော်တို့အထက်ပုဂ္ဂိုလ်တွေ အထက်လူကြီးတွေမိဘဆရာသမားဘိုးဘွားစပြီးအခုအထက်လူကြီးကြီးခဲလေချစ်ခင်မျက်နှာကြီးနဲ့ခံရတယ်ပတာပေးမှုတွေခံရတယ်ဒါကြောင့်မလို့ဒီကရာကိုကျွန်တော်လာပညာတွေမှာဒီလိုစင်မြရွတ်လို့ရပါတယ်ဗျအဲ့တော့ကျွန်တော်တို့တွေစင်ပုံစင်ရင်းလေးတွေတေချာလေးပြပြပေးပါမယ်အဲ့တော့လောကျွန်တော်တွေအဲပထမလိုတာကတော့ပင်လည်ရီလိုပါမယ်ပင်လည်ရီတစ်ခွက်လိုမယ်အဲ့ပင်လည်ရီတစ်ခွက်ကကိုရကိုရတယ်လို့ပုံတော့ပင်လည်နန်းလေးနဲ့ ပင်လင်းသားမှာနေတဲ့မိတ်ဆွေများတော့အဆင်ပြေပေမဲ့အဲ့တော့ကျွန်တော်တို့လိုပင်လင်းတဲ့ဝေးတဲ့လူတွေတော့အဆင်မပြေဘူးပေါ့ဗျာဒါပေမဲ့အဆင်မပြေလေကိစ္စမရှိပါဘူးကျွန်တော်နောက်ထပ်ဒုတိယနေ့ကိုဆက်လက်ပြီးများပေးမှာဖြစ်ပါတယ်အဲ့တော့ပထမနေ့ကတော့ပင်လယ်တစ်ခွက်လိုမယ်ပင်လယ်တစ်ခွက်ကိုလာပင်ညမှာတညလုံးကိုယ့်ရဲ့အိမ်ခေါင်ပုံးမှာတင်ထားမှာဖြစ်ပါတယ်အဲ့ဒီရေခွက်ကိုကိုယ့်ရဲ့အိမ်ခေါင်ပုံးမှာတညလုံးတင်ထားမယ် တော့မဟုတ်လေကိုယ့်ရဲ့အနီးနားပေါ့နော်ကျွန်တော်တို့အဓိကတော့သူ့ကိုလိုက်အောင်ပြမှာဖြစ်ပါတယ်ကိုယ့်အိမ်ခမုံးမှာလိုက်အောင်မထီဘူးဆိုလို့ရှိရင်လိုက်အောင်ထိတဲ့နေရာကိုပြပေးမှာဖြစ်ပါတယ်အဲ့တော့ဘယ်နေရာမဲ့ထားထားဗျအဓိကတော့အဲ့ဒီရေကလိုက်အောင်ထိဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကဒါဆိုရင်ပင်လေရေရဲ့လိုက်အောင်ရဲ့သွားပြီးပေါင်းစုံသွားပြီးပေါင်းစုံသွားပြီးဆိုလို့ရှိရင်တော့ကျွန်တော်ခုပြောမဲ့ခါတာကိုနှစ်ပုတ်ရှိတယ်တစ်ပုတ်ကို180ခေါက်မှန်းမှာဖြစ်ပါတယ်ပထမခါတာကတော့ ဗုဒ္ဓံဓမ္မံတန်ခင်စမာတင်ကောအဋ္ဌိယောပုရိသဓမ္မနန္တံပိယလာဗံဒေမဗုဒ္ဓံဓမ္မံတန်ခင်စမာတင်ကောအဋ္ဌိယောပုရိသဓမ္မနန္တံပိယလာဗံဒေမဗုဒ္ဓံဓမ္မံတန်ခင်စမာတင်ကောအဋ္ဌိယောပုရိသဓမ္မနန္တံပိယလာဗံဒေမဆိုပြီးတော့ကျွန်တော်တို့ဒီဒီဟာလေးကို108ခေါက်မှန်းမယ်108ခေါက်မှန်းပြီးဆိုလို့ရှိရင်ဒုတိယဂါထာကိုလည်း108ခေါက်ထပ်မှန်းမယ်အုံနမောနုဘဝေနတိတိတေဇံတတ်သောဘုံတုသောဟအုံနမောနုဘဝေနတ တိရတေဇံတတောဘုံတုတောဟအုံနမောနုဘာဝေနတိရတေဇံတတောဘုံတုတောဟဆိုပြီးတော့တရားလေးကိုလည်းကျွန်တော်တို့တွေအေ108ခေါက်ပြအောင်ရွတ်လိုက်မယ်108ခေါက်ပြအောင်ရွတ်ပြီးပြီဆိုလို့ရှိရင်တော့အဲ့ဒီရေကိုအသုံးပြုလို့ရပါပြီအဲ့ကျွန်တော်တို့တွေအဲ့ဒီထဲကိုကျွန်တော်တို့အဲ့ဒီရေကိုကျွန်တော်တို့ပါကျွန်တော်ရေမွေးတော့မဟုတ်ရေရေဘူးတဘူးတော့တည်တံ့ပြန်ထည့်ထားမယ်ရေဘူးတော့တည်တံ့တည်တံ့လေးပြန်ထည့်ထားပြီးတော့ကျွန်တော်တို့ကဒီပုံเนาะ ဲ့ထဲကိုကျွန်တော်တွေရေမွေးနည်းနည်းလေးဖြန်းပြီးတော့အဲ့ရည်နဲ့ကျွန်တော်တို့ရဲ့မျက်နာတွေခေါင်းတွေမှာအဲ့ရည်နဲ့ဖြန်းသွားတောက်သွားမှာဖြစ်ပါတယ်အဲ့ရည်နဲ့ဖြန်းသွားတောက်သွားမယ်ဆိုလို့ရှိရင်အဲ့နေ့တနေ့တာလုံးမှာ အဲလူတွေကကျွန်တော်မျက်နှာကိုမြင်လိုက်တာနဲ့ရှင်းကနေဝင်းကနေထိန်ကနေဖြစ်သွားလိမ့်မယ်လုံးဝကလိုးနေစီရမယ်ဗျအဲ့တော့ကျွန်တော်နာမည်ကြီး brand တွေလိမ့်စားမလို့ဘူးတရားကိုပဲတောက်နေမိစေမြတ်မျက်နှာအမျိုးသမီးရောမျိုးသမောင်းအဲမျက်နှာလုံးဝဖုံးရှင်ကန်ရှင်နေမြင့်နေတယ်လို့ပဲအယောင်တွေထွက်နေလိမ့်မယ်အဲ့တော့သူတစ်ပါးကိုယ်ကိုကြည့်လိုက်တာနဲ့ဟာအဲဒီလိုမျက်နှာလုံးဝရှင်းနေဝင်းနေဒိန်းနေထင်းနေတာပဲအဲ့ဒါမဲတာဖြူတာတွေမလို့ဘူးမျက်နှာကိုကြည့်လိုက်တဲ့နဲ့လုံးဝလင်းနေစီရမယ် အဲ့လိုဖြစ်စီပါတယ်ဘုံတကုတ်လေးလည်းတိုးတက်စေတဲ့အထက်လူကြီးတွေအထက်ပုဂ္ဂိုလ်တွေအထက်လူကြီးဆရာသမားမိဘပိုးပွားတွေချစ်ခင်နဲ့တက်ကြီးနဲ့အထူးခံရမယ်အလုတ်ထဲမှာဆိုလို့ရှိရင်သူနဲ့ကိုနဲ့အတူတူရှိတယ်သူနဲ့ကိုနဲ့ဘသူလစာတိုးပေးမလဲဆိုကိုကိုလစာတိုးပေးတယ်သူနဲ့ကိုနဲ့ဘသူကိုကောင်းတဲ့နေရာပို့မယ်ကိုကိုကောင်းတဲ့နေရာပို့ပေးတယ်အဲ့လိုမျိုးဖြစ်စီပါတယ် အထက်လူကြီးတွေကချစ်ခင်နဲ့တက်တယ်မြင်တဲ့လူတွေကကုညီပေးခြင်းစိတ်တွေပေါက်လာတယ်အဲ့တော့မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့အတိုင်းပဲဒီကာရဏပုတ်ကဖြစ်စေမှတေးကြပါတယ်ဒါကြောင့်မိတ်ဆွေများလည်းတရားကိုအသုံးပြုလို့ရပါတယ်ဒါကပထမနီးပါဒုတိယနီးကလည်းဒီကာရဏပုတ်ပဲအသုံးပြုရမှာဖြစ်ပါတယ်ဒုတိယနီးကတော့ကျွန်တော်တို့လာဘိညာမှာကိုးတိုင်တတိမှာရေခွက်တစ်ခွက်ကိုကင်မယ်ရေခွက်တစ်ခွက်ကြီးကြီးလေးကိုကင်မယ်ရေခွက်တစ်ခွက်ကိုကင်ပြီးတော့ကျွန်တော်တို့ကဒီအဲကိုလိုက်အောင်ရှိတဲ့နေရာလေးကိုသွားမယ် ွားပြီးတော့ပထမခါတာကိုခုနလိုပဲပေါ့နော်ခုနလိုပဲပထမခါတော့တရားရှိကောက်ရွတ်လိုက်မယ်ဗုဒ္ဓံဓမ္မံတန်ခင်စမာတင်ကောအဋ္ဌိယောပုရိသဓမ္မနန္ဒပိယလာဗံဒေမဆိုပြီးတော့တရားရှိကောက်ရွတ်လိုက်မယ်တရားရှိကောက်ရွတ်ပြီးတော့ဒုတိယခါတော့တရားရှိကောက်ထပ်ရွတ်မယ်အုံနမောနုဘဝေနတိရိတေဇံတာတော့ဘုံတုသွားဟဆိုပြီးတော့သူ့လည်းတရားရှိကောက်ရွတ်လိုက်မယ်တရားရှိကောက်ရွတ်ပြီးပြီဆိုတာနဲ့အဲ့ဒီရေကိုအဲ့ညာမှာပဲမျက်နာတည့်မှာဖြစ်ပါတယ်အဲ့ရေကိုရေနည်းနည်းပေါ့နော် မျက်မျက်နှာတဲ့မှာဖြစ်ပါတယ်။ကြံတဲ့ရေကိုတော့ကျွန်တော်တို့ရေဘူးတဘူးတဲ့ကိုထည့်ထားမယ်။ကြံတဲ့ရေကိုရေဘူးတဘူးတဲ့ကိုထည့်ထားမယ်။ဒီလိုထည့်ထားပြီးတော့အဲ့ဒီရေကိုလည်းကျွန်တော်တို့အဲ့ရေကိုလည်းကျွန်တော်တို့တွေအပြင်နေသွားကနေတိုင်းအရေးကြီးကိစ္စတွေလေအရေးကြီးကိစ္စတွေရှိတိုင်းအဲဥပမာဆိုကြပါဦးအရေးကြီးလူနဲ့လူနဲ့တွေ့တော့မယ်အဲတစုံတော့တွေ့မယ်ကိုယ့်ရဲ့ကိုယ့်ရဲ့မျက်နှာကိုမြင်လိုက်တဲ့နဲ့သူကကုညီပေးခြင်းစစ်တွေပေါက်စေခြင်းဒီဟာလေးကိုဒီရင်နဲ့ပေါ့နော်ဒီရင်နဲ့ဒီရင်နဲ့ခါတာကို ခုနှစ်ခေါက်ထပ်မံပြီးတော့မျက်နှာတက်သွားမှာဖြစ်ပါတယ်ဗျ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကိုလောပဲကျွန်တော်တို့ရေဘူးတဲ့ရေကိုထုတ်ထုတ်ပြီးတော့တက်မယ်။ကုံသွားကုံကန်ကြီးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကုံကန်ကြီးမှာလည်းအဲ့ဒီအဲ့ရေကိုပေါ်တော့ကျွန်တော်တို့ကားတော့မန်းပြီးတော့ရေထပ်ထည့်လို့ရပါတယ်။ထပ်ပွားလို့ရပါတယ်နော်။ထပ်ပွားသုံးလို့ရပါတယ်။ ပွားသုံးလို့ရတယ်ပွားသုံးပွားသုံးနေအဲ့တော့အခုလိုမျိုးလာပညာနေနဲ့တိုက်ဆိုင်နေလာပညာနဲ့ဂျုံလို့ရှိရင်တော့အခုလိုမျိုးပဲပေါ့နော်ရီကိုထပ်ပြီးတော့အစွန်ထပ်အောင်ထပ်ပြီးတော့လာပညာမှာအဲ့လိုမျိုးလိုင်းရောင်အောက်ကိုသွားပြီးတော့လိုင်းရောင်ခံပြီးတော့ရွတ်လို့ရှိရင်တစ်ခါထပ်ပြီးတော့တစ်ခါပို့ပြီးတော့အစွန်ထပ်သွားပြန်ပါတယ်ကဲဒီရလေးကိုမိတ်ဆွေမြေလာပြီးမြပေးတာပါဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေအားလုံးလည်းအဲကံပွင့်လက်ပွင့်စမ်းပွင့်ကြပါစေဗျတရားလေးကိုရုပ်ပေါ်ပွားများလို့ရှိရင်ဘုံတကိုးတွေတိုးတက်တဲ့ အဲ့တော့အများကိုမြင်လိုက်တာနဲ့လုံးဝရှိန်သွားစေတယ်လုံးဝကြက်သီးရှိသွားစေပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်ဗျမင်းစီမလည်းရုပ်ဖွဲ့ပေါင်းမြောက်လို့ရပါတယ်ကဲအစီအမီတဲ့ Lion Square နေပြီးအားပေးကြပါအောင်ဗျအားလုံးပဲကံပွင့်လက်ပွင့်ကံကောင်းလက်ကောင်းကြပါစီဗျာ